တောက်ကြသားသမီးများဟာအခုဝင်ရောက်ဖြတ်သန်းလာပြီဖြစ်တဲ့ငါးလပိုင်းတလားတာငါးလပြင်းမှာအလိုအခြေအနေမျိုးတွေကြုံတွေ့ရနိုင်ပါတယ်လဲကျွန်တော်တို့ကြည့်လိုက်ကြရအောင်လုပ်ငန်းခိုင်ငံပိုင်းလေးတွေမှာစစ်မကြည့်တာမျိုးလေးတွေညာတတ်ပါတယ်မှန်းချက်နဲ့နှံထွက်မကိုက်လို့မျိုးဖြစ်နေတတ်ပါတယ်တောက်ကြသားမိတိုင်းကို မဆူလိုပါဘူးတချို့သောတောက်ကြသားမိများကိုပြောခြင်းဖြစ်ပါတယ်ဘာလို့လဲဆိုတော့အခုကျွန်တော်ရဲ့ဟောချက်က အားလုံးနဲ့ထပ်တူကြဖို့ဆိုတာမလွယ်ပါဘူးเนาะအဲ့တော့အဓိကပြောချင်တဲ့အချက်ကတော့တောက်ကြသားမိများဟာအလောက်ကိုင်းလေးတွေမှာထင်းမောမှုလေးတွေခက်ခဲမှုလေးတွေအစီစဉ်တကြဖြစ်မလာတာမျိုးလေးတွေမချောမွေတာမျိုးလေးတွေဖြစ်တတ်ပါတယ်နောက်တစ်ခုကအိမ်နဲ့တော်တော်လေးအဆင်မပြေမှုတွေများတတ်ပါတယ်အိမ်နဲ့ပြဿနာလေးတွေဖြစ်တတ်တယ်နောက်ကြီးခဲ့တဲ့သူတွေရဲ့ညှဉ်းပန်းမှုလေးတွေကိုလည်းပဲ ခံရတတ်တယ်ဆိုတာကိုတွေ့ရပါတယ်ဗျာနောက်ထူကြီးတူတာပဲငွေကြီးပိုင်းပေါ့ငွေကြီးပိုင်းမှာကုပင်လျာလေးတွေဖြစ်တတ်တယ်ငွေကုန်ကြေးကြလေးတွေများတတ်တယ်အဲငွေကြီးအတွက်နဲ့နည်းနည်းလေးစိတ်သောကများစရာလေးတွေဖြစ်တတ်တဲ့ချိန်ကာလကို ရောက်ရှိနေတယ်ဆိုတာကိုတွေ့ရပါတယ်ဗျာအဲ့တော့ကျန်တာဘာတွေရှိသေးလဲဆိုတော့ပြောလဲစားနေပေါ့နော်ညံတတ်တဲ့အပိုင်းလေးတွေကိုပဲဆက်ပြီးတော့ကျွန်တော်ပြောသွားပါမယ် ပညာရေးပိုင်းမှာညံနေပါတယ်။ပညာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်နေတဲ့သူတွေ၊ကျောင်းတက်နေတဲ့သူတွေ၊သင်တန်းတက်နေတဲ့သူတွေဆောင်ရွက်ပြရမယ့်ဒီအင်တာဗျူးအင်တာဗျူးပြရမယ့်သူတွေမှာအဲခက်ခဲလေးတွေ၊ထင်မှော်လေးတွေအဆင်မပြေတာမျိုးလေးတွေညားတတ်တယ်။နောက်ဘာသာရေးလှုပ်လှုပ်နေတဲ့သူတွေမှာလည်းဘာသာရေးဘက်မှာ အားနေတတ်ပါတယ်။နောက်ဆရာသမားလို့ကြီးခဲ့တဲ့ပုံကိုယ်တွေရဲ့ညွန်ညင်မှုလေးတွေခံရတတ်ပါတယ်နော်။ ကျမ်းမာရေးပိုင်းဆိုရင်ဟောတဲ့ကျမ်းမာရေးပိုင်းကလည်းညံ့ကျင်သလိုလိုလေးဖြစ်နေတတ်ပါတယ်။တကယ်ကြီးညံ့တော့မဟုတ်သေးဘူး။ဖြားကျင်သလိုလို၊နာကျင်သလိုလို၊ကိုက်ကျင်သလိုလို၊ခဲကျင်သလိုလိုအဲ့လိုမျိုးတွေဖြစ်နေတတ်ပါတယ်။ကြိုပြီးတော့စေးသားရမယ်၊ကြိုပြီးတော့စေးပြရမယ်၊ကြိုပြီးတော့ဂယူဆိုက်ရမယ်ပေါ့ဗျာနော်။ဒါလေးတွေကိုမှတ်ကျင်ပါတယ်။နောက်ခရီးကိစ္စတွေမှာချောချောရှူရှူနဲ့ပွားလာတယ်ဆိုတာမျိုးမရှိဘဲနဲ့ ထင်းငော်လေးတွေအခက်ခဲလေးတွေနဲ့သွားလာတာမျိုးလေးတွေဖြစ်တတ်ပါတယ်။နောက်ကြံ့ကြာခက်ခဲမှုလေးတွေဖြစ်တတ်ပါတယ်။သွားလာလှုပ်ရှားတဲ့ကိစ္စလေးတွေပါပေါ့နော်။ဟုတ်ပြီအဲ့တော့အဆိုးဘက်တွေမှာအဲ့လိုဆိုးတာလေးတွေရှိနေသလိုကောင်းတဲ့ဘက်တွေမှာရောဘာတွေရှိသေးလဲလို့မြေခဲ့မယ်ဆိုရင်ဒီချိန်ကာလတည်းမှာလူအများရဲ့ချစ်ခင်ယုံကြည်မှုကိုပြန်လည်ပြီးရရှိလာနိုင်ပါတယ်။လူများရဲ့အားပေးထောက်ခံမှုတွေကိုရရှိလာနိုင်ပါတယ်။ မျက်နှာပွင့်လန်းမှုတွေလည်းပဲရှိလာနိုင်တယ်လို့ပြောလို့ရပါတယ်။နောက်တစ်ခုကစက်တူလုပ်ငန်းတွေမှာအောင်မြင်တတ်တယ်။တံမိုးရှိတဲ့စက်ပစ္စည်းတွေဝင်လာတတ်ပါတယ်။နောက်ရန်အတိုက်ခိုက်တွေအမှုခင်းပြဿနာလိုဟာမျိုးတွေရှိခဲ့မယ်ဆိုရင်ဒါတွေကိုအောင်မြင်သွားနဲ့ဖြတ်ကျော်နိုင်မယ်အချိန်ကာလလို့ပြောလို့ရပါတယ်။ဒါကြောင့်မလို့ဒီတစ်ဖက်မှာကြည့်မယ်ဆိုရင်တိုးတက်အောင်မြင်မှုတွေကိုတော့ ရရှိနိုင်တဲ့တစ်ဖက်မှာလည်းပဲအညံလေးတွေရှိပါတယ်အဲ့တော့ကောင်းခြင်းနဲ့ဆိုးခြင်းဆိုတာကတော့အငြင်းတန်းရောထွေးနေပါတယ်ကျွန်တော်ဟောပြောတဲ့အခါမှာဘယ်နည်းအသာသမီးပဲဖြစ်ဖြစ်အကုန်လုံးကိုကောင်းတယ်လို့ဟောပြလို့မရတယ်လို့အကုန်လုံးကိုညံ့တယ်လို့ဟောပြတာမျိုးရှိပါဘူးအဲ့တော့အကောင်းနဲ့အဆိုးကတော့ဘယ်သူမှဆိုးပေါ့နော်ဒါရောထွေးနေရတဲ့သဘောလေးရှိပါတယ်ကြတာကတော့ဘေးရင်ဒိအမြင်လေးနဲ့ကျွန်တော်အရင်ပြောပြပေးတာပါဆက်လက်ပြီးတော့တေရော့ကတ်နဲ့လည်းပဲကျွန်တော် ကံကြမ္မာဖတ်ကြားပေးအောင်မှာဖြစ်ပါလေအဲ့တော့ဂျားဖက်ကြောင့်ညဝင်ကျင်တာကကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဒေဒီနင်းနန်းကျင်တဲ့ကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရဲ့ TikTok Messenger မှာ Viber သို့မဟုတ် Telegram ဖုန်းနံပါတ်ကိုတောင်းယူပါအဓိကနေဆက်သွယ်ပြီးတော့ ကြိုတင်ပြီးစည်ရင်လေးပေးရပါတယ်။စည်ရင်ပေးပြီးတော့တစ်ရက်နှစ်ရက်လောက်ဆောင်းရပါတယ်။ဒါကြောင့်လည်းဆိုတဦးချင်းတယောက်ချင်းရဲ့ကင်းကန်းကိုတက်ချက်ပြီးတော့လိုအပ်တဲ့ဟော့စတန်တွေကိုကျွန်တော်ပို့ပေးပါတယ်။ဘဝတက်တက်တာနဲ့ပတ်သက်တဲ့စိတ်နေစရာဒီဆောင်းဝမ်းရှောင်းဝမ်းတွေ ဟောစာတာနဲ့ပတ်သက်တဲ့အဟောတွေနှစ်ပိုင်းခြားနဲ့ပတ်သက်တဲ့အဟောဒီလပိုင်းခြားနဲ့ပတ်သက်တဲ့အဟောတွေနောက်ရေရရာလေးကိုကျွန်တော်ပို့ပေးတယ်။နောက်ဘယ်နှစ်ပဲကိန်းကိုဘလို့ရောက်နေတယ်ဘလို့ရှိနေတယ်ဆိုတာကိုနားလည်အောင်ရှင်းပြပေးတယ်။နောက်ကိုတီးလို့တဲ့အကြောင်းမိသားမေးလို့တဲ့အကြောင်းမိသားတွေကိုလည်းပဲပြန်ပြီးတော့ဒါတေရော့ကတ်နေနဲ့ GP ဖြစ်ပြီးဟောပေးပါတယ်ကြာနော်။နောက်တစ်ခုကတော့ရန်ကုန်မှာဘေးရန်ဟောကန်ဖွင့်ဖို့တက်တာစီစဉ်နေတော့ပဲရှိပါတယ်။ဒါပေမဲ့လောလောဆယ်ကျွန်တော်နဲ့အပြင်မှာလူတွေ့ဘေးရီနေနေချင်းတဲ့သူများက ဒီခု9လပိုင်းတရနေ့နဲ့နှစ်ရက်နေ့ကျွန်တော်ရာဟောကရှူဗန်ရန်ဟိုတယ်မှာရှိပါတယ်အဲ့တော့ကျွန်တော်နဲ့အပြင်မှာအဲ့တွေ့ဗီဒီယိုမြန်းကျင်တဲ့သူကကျွန်တော်ရဲ့ဒီ TikTok Messenger ဟိုပဲဖြစ်ဖြစ် Viber လို့ Telegram ဟိုပဲဖြစ်ဖြစ်ဂျူတင်ဆက်သွယ်ပြီးတော့လာရောက်မြန်းလို့ရပါတယ်ခင်ဗျာနော်ဒါကတော့တကယ်အပြင်မှာတွေ့ကျင်တဲ့အရေးကြီးကိစ္စကြီးလို့မြင်ကျင်တဲ့သူများတို့ကိုသတင်းပါခြင်းဖြစ်ပါတယ်အဲ့တော့တောက်ကြသားသမီးများရဲ့ ီ9လပိုင်းကတ်ကြမ်းအခြေအနေလေးကိုကျွန်တော်တဲရော့ကန်လေးနဲ့လည်းကြည့်ရှုဖော်ပြပေးပါအောင်မယ်ခင်ဗျာ ေဒင်ကိန်းမှာအလောက်ကိုင်းတို့ငွေကြေးပိုင်းတို့เนาะတခြားကျမ်းမာရေးတို့ပညာရေးတို့ဘာသာရေးဘောပါမှာအားနေတယ်လို့ဟောခဲ့တယ်လို့ပဲတဲရောကကနမိတ်ပုံကလည်းပဲညှိုးငယ်နေတဲ့လာမင်းရဲ့နမိတ်ပုံပေါ့နော်အဲ့တော့မရှိမလန်းဖြစ်နေတယ်အောက်ဘက်မှာလည်းအနှောက်အယှက်လေးတွေရှိနေတယ်ဒါပေမဲ့အဲ့အနှောက်အယှက်တွေကတော့ဘာမှမဖြစ်ဘူးเนาะအဓိကကတော့မပျော်တာပေါ့ဗျာစိတ်တွေလေးကန်နေတာတို့ညှိုးနှမ်းနေတာတို့ အစင်မပြေမှုတွေကြောင့်စိတ်သောကတွေညာနေရတာလို့အဲ့လိုမျိုးဖြစ်တတ်တဲ့လာပိုင်းကိုရောက်နေတာပါเนาะအဲ့တော့ခြေလာတွေကဒီတော့ကြီးမဆိုးခဲ့သလိုနောက်လာတွေလည်းကောင်းလာဖို့ရှိပါတယ်ဒါအမြင်အားဖြင့်ပေါ့ဒီနေ့တော့ကတ်နဲ့ကျွန်တော်ပြောပြတာပါဒီလာလေးတက်လာပါပဲเนาะဒီလာလေးတက်လာပါပဲနည်းနည်းလေးတော့သိခံပေးရပါလိမ့်မယ် အဓိကကတော့ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေမှာတအားကြီးဆိုးဝါးနေတာမျိုးမဟုတ်ရင်တော့မှပဲစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အဆင်မပြေမှုလေးတွေဖြစ်တတ်ပါတယ်နော်အဲ့တော့စိတ်တက်မကြပါနဲ့ယုံကြည်မှုတွေမွေးမြူပါလို့ကျွန်တော်အနေနဲ့အကြံပြုပေးချင်ပါတယ်အဲ့တော့ရေရာအနေနဲ့ကျွန်တော်ဘာလုပ်ခိုင်းခြင်းလဲဆိုတော့ဖျားမှာရှောက်သီးတုတ်တပကံလှူပေးပါရှောက်သီးတုတ်နော် အဲ့တော့ဘလိုပုံစံမျိုးနဲ့ပဲတုံတော့ဆိုင်အားဝယ်ပြီးတော့ပဲလူလူကိုကကိုတုံပြီးတော့ပဲလူလူရမှရှောက်တီးတုံတပကံလူပြီးတော့အဲ့ဒီပဲဖြစ်ဖြစ်မနက်ပိုင်းပေါ့နော်လူလမ်းပြီးတော့ကံနေလက်တွေပွင့်ဖို့အတွက်အခိုင်းညံ့နေခင်းဖို့တစူတော်ပေးပါအဲ့အခုကျွန်တော်ရဲ့ဒီဗီဒီယိုခေါ်ချက်လေးတွေဟိုနယ်တိုက်ဆိုင်မှုရှိနေတယ်သဘောကျနှစ်သက်တယ်ဆိုအမှောကွန်မန့်လေးရေးခဲ့ပါအောင်နောက် like share လေးတင်နေတဲ့အားပေးခဲ့ပါအောင်လို့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ